ဒီကနေ့သွန်တကဥသိဝင်းသွန်အမတော်ဝင်းဝင်းမောမောစင်သိန်းခေါင်းအမွေရာလုံငန်းမိသားစုအပေါင်းသူတော်ကောင်းတို့ကပရိယတိသာသနာတက္ကသိုလ်တန်ဃာတော်အရှင်မြတ်တို့အားနေစွမ်းဆက်ကလူတန်းသည်ဘောဇနာဒါနသွန်အလူကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်းဖြစ်တယ်ပေါ့သွန်တကဥသိဝင်းရဲ့မွေးနေ့အထိတ်အမှဖြစ်ဖြင့်ဤကုသိုလ်ကိုပြုတာဖြစ်တဲ့အတွက် မွေးနေ့နဲ့ပတ်သက်တဲ့တရားစကားလေးအနည်းငယ်ဟောပေးပါမယ်။မွေးနေ့ဆိုတာလူပြည်မှာလူသားတယောက်ဖြစ်လာတာပေါ့နော်။အဲ့ဒီဖြစ်လာတဲ့လူသားလေးကဘယ်လိုလူသားလေးဖြစ်ရမှာတော့ဒါလေးကိုအရင်စဉ်းစားရအောင်။မိမိနဲ့တကွဘဝသူလူသားတွေအတွက် အကျိုးရှိမဲ့လူသားလေးဖြစ်ရဒါနံပါတ်1အဆင့်ပေါ့နော်အဲ့ဒါဆိုရင်လူကောင်းမိမိနဲ့ဘဝတို့လူသားတွေကိုအကျိုးပြုနိုင်တဲ့လူသားဖြစ်ရင်ဒါအမတန်တန်ဖိုးရှိတဲ့လူသားတယောက်ပေါ့နော်တကယ်၍အဲ့ဒီအဆင့်မှမရှိဘူးမိမိနဲ့ဘဝတို့လူသားတွေရဲ့အကျိုးကို မပြုနိုင်ဘူးဆိုရင်တော့မှမိမိနဲ့ဘဝတို့လူသားတွေကိုဆင်းရဲဒုက္ခရောက်အောင်မလုပ်တဲ့သူ အဲ့ဒါဆိုရင်မဆိုးဘူးနှစ်ဆင့်မရှိတော့၃ဆင့်မရှိဘူးနော်အခုလူတွေကိုမဲ့ပြန်ကြည့်လိုက်ဘယ်လိုလူတွေအတန်ဖိုးရှိတဲ့လူတွေလဲလို့ဆိုလို့ရှိရင်နော်လူသားတွေရဲ့ကောင်းကျိုးကို ဆောင်ရွက်တဲ့သူတွေကို လူကောင်းနေလို့အတမတ်တာပါပဲနော်တန်ဖိုးရှိတဲ့လူ လူကတန်ဖိုးရှိတဲ့သူနဲ့တန်ဖိုးကြီးတယ်လို့ပြောပါလေရှိတယ်လို့မရှိတာတော့မဆိုရှိတာပေါ့နော်တန်ဖိုးကြီးတဲ့သူနဲ့တန်ဖိုးသေးတဲ့သူလို့ပြောရမှာပေါ့နော်တန်ဖိုးကြီးတဲ့လူတွေဆိုတာဘယ်လိုလူတွေလို့ဆိုတော့လူတွေအားလုံးကိုအကျိုးရှိမဲ့ပစ္စည်းတွေကိုတီထွန်ကြံစားတဲ့ပုံပေါ်တွေကိုခေါ်တာဥပမာဆေးပစ္စည်းတီထွန်သွားတယ်သူကတီထွန်သွားတယ်တဲ့သူဈေးနဲ့လူတွေယောဂါတွေပျောက်ကြတယ်ဟုတ်တယ်မလား ဒီလူဟာလူအများကိုเนาะတခါတည်းကို အကျိုးရှိအောင်လုပ်ပေးခဲ့တာเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပနစလင်စီဖော်ဆက်တဲ့အကြောင်းလေးကိုငါဖော်ဖူးတာအဲ့ဒီလူကသူ့အတူအဲ့ဒီတုန်းကလူတွေကတအားဖြားတာဖြားပြီးသေးကြတာအဲ့ဒီဖြားပြောက်တဲ့ဈေးကိုသူကရှာတာထွန်းလာသူ့အတူထွန်းလာနော်သူ့အတူထွန်းပြီးတော့နောက်ပိုင်းသူရလာပြီဖော်မြူလာတွေရလာပြီ ဖော်ပြလာရလာတဲ့ခါကျတော့စမ်းကျင်တယ်သူကသူစေးဆွမ်းလားမဆွမ်းလားဘသူမှစမ်းမခံရဘူးအစမ်းမခံရတဲ့သူကသူစမ်းကြည့်တာတဲ့သေးသွားတာဗျာသူဟောသေးသွားတာဒါပေမဲ့လို့သူရှာဖွေတွေ့ရှိခဲ့တဲ့ဖော်ပြလာမှတ်တမ်းကြီးကကြံရင်းခဲ့တာကြံရင်းကတော့အဲ့ဒီမှတ်တမ်းအဲ့တဲ့နောက်လူတွေကဆက်လုပ်လိုက်တဲ့ခါကျတော့အောင်းမြင်းသွားတာဒါမင်းတို့ငါတို့တော့ဗန်ငါတို့တော့ငငယ်တုန်းကဖျားရင်မနေစင်ထိုးတာပဲလေဆရာဝန်တင်တော့ အခုတော့မရှိတော့ဘူးဘယ်နှစ်စင်လဲစီအာအဲ့ဒီကြမှာဒီလူဟာလူသားတွေအတွက်သူ့အသက်ဆွန့်ပြီးတော့ပစ္စည်းတစ်ခုကိုရှာဖွေသွားတာနော်အမတန်တန်ဖိုးရှိတဲ့လူတယောက်နော်တန်ဖိုးရှိတဲ့လူတယောက်ဒါဒါကြိုးရှိတာလို့ဒီဆေးတွေတည်ထွင်တဲ့ပုံပေါ်တွေကလူသားအလုံးကိုကျေးဇူးပြုတာအခုလောလောဆယ်ဆယ်နိုဘယ်ဆုဆိုတာကိုဒါနော်မင်းတို့လည်းသိပါတယ်တနေ့နဲ့ခေစားနော် ဲ့ဒီနိုဘယ်ကလည်းပဲနိုဘယ်ဆုဖြစ်တဲ့သမိုင်းကို ကြည့်လိုက်တဲ့အခါကျတော့ဒီကောင်ကသူကအင်ဂျင်နီယာအင်ဂျင်နီယာလို့တော့သူကဘယ်မှာတာဝန်ယူရတော့ဆိုတော့လမ်းဖောက်တဲ့နေရာတာဝန်ယူရတာရထားလမ်းဖောက်တာရထားလမ်းဖောက်တောင်ကြီးတွေဖြိုရတာလှန်ကောင်းကြီးတွေတူးရတာဟိုရှေ့ကိတ်ကမမေဘူးလေပေါက်ပေါက်ပေါက်ဆုံးနေပေါက်ချုံးတင်းနေချကြရတာဟုတ်ကွာတအားလူတွေဆင်းရဲဒုက္ခရောက်ပြီးတော့ထိခိုက်ဒဏ်ရာတွေရတာကိုသူကမြင်တဲ့အခါကျတော့ ဒီလိုဒူတွေပင်ပင်မမမလို့ဖဲနဲ့ဒီတောင်ကြီးတွေကိုဖြိုနိုင်အောင်ဘယ်လိုကြံစားရရင်ကောင်းမလဲဆိုတာကိုသူကစဉ်းစားတာစဉ်းစားရင်းနဲ့ဒိုင်နမိုက်ဆိုတာသူတည်ထွင်တာအဲ့ဒီဒိုင်နမိုက်ပေါ်လာလားနော်ဒိုင်နမိုက်တည်ထွင်တာဒီဒိုင်နမိုက်နဲ့ဒီတောင်ထဲကိုထိုးဖောက်ပြီးတော့ထည့်ပြီးတော့ဖောင်းလိုက်လို့ချင်းတောင်ကြီးရကလည်းဖောင်းလန်ကျဲသွားတာအသာကုန်းကောက်ရုံမကြောက်တုံးနေဘာမှပေါက်စင်ပေါက်စင်ရတယ်ပေါက်ချုံလည်းမလုံတော့ဘူးတောင်တလုံးဆိုခနာလေးနဲ့ပြီးတာဒိုင်နမိုက်နဲ့ခေါ်လိုက်ရင်လေ အဲ့ဒီကောင်ကဒိုင်နမိုက်တီထွန်တဲ့ကောင်နိုဘယ်ဆိုတာသူလူသူ့နာမည်နော်အဲ့သူ့နာမည်ကမဲ့နိုဘယ်ဖြစ်လာတော့တော့စိတ်ထားကောင်းတယ်ဆိုတော့ငါပေါ်အောင်လို့ပြောမလို့ပါနော်အဲ့ဒီလုံနဲ့သူကဒိုင်နမိုက်တီတီထွန်ပြီးတော့ဒီအဆောက်အဦတွေစောက်တဲ့နေရာတွေကားလမ်းတွေဖောက်တဲ့နေရာတွေမှာပုံမို့ရောင်းချကော်မတီထောင်းပြီးရောင်းချပတ်သက်ချမ်းသာနောက်ပိုင်းကျတော့သူ့ဒိုင်နမိုက်ကိုဘယ်သူတွေကယူသုံးတော့စစ်တပ်တွေကယူသုံးတာမိုင်းတွေထောင်ရလား လူတွေခြေပြလက်ပြတွေဖြစ်ကုန်အဲ့ဒါတွေကိုမြင်တဲ့အခါကျတော့သူစိတ်ပြည့်သွားဝမ်းနဲ့သွားလားဩငါကတော့လူသားတွေကောင်းကျိုးအတွက်တီထွင်ခဲ့တာလူသားတွေမပင်မမဆင်းရဲအောင်ဆိုပြီးတီထွင်ခဲ့တာဒါပေမဲ့လို့ငါတီထွင်တဲ့ဒိုင်နမိုက်ကိုအခုစစ်ပွဲတွေမှာသုံးပြီးတော့လူတွေခြေပြလက်ပြတွေဖြစ်ကုန်ပြီငါကြောင်းဆိုပြီးတော့အဲ့ဒါတေတန်းသာရေးခဲ့တာကသူကသူ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဲ့ဒီလိုစစ်ပွဲကြီးတွေမဖြစ်အောင်ငြိမ်းချမ်းရေးလုပ်တဲ့ပုံကိုစုပေးပါဆိုပြီးပေးရတယ်နိုဘယ်သုဖြစ်သွားတာငြိမ်းချမ်းရေးနိုဘယ်သုဆိုတာမကဲဘလော့စိတ်သားကောင်းလို့နော်တန်ဖိုးကြီးတဲ့လူဆိုတာအဲ့လိုမျိုးတွေကိုပြောတာပါနော်စိတ်သားလည်းကောင်းမှရမှာဟိုတီထွင်တတ်ယုံနဲ့တော့မရဘူးလေကွာအခုနုမြူတီထွင်တဲ့ကောင်တွေဟုတ်လားဟိုဟောတဲ့တီထွင်တဲ့ကောင်တွေကြည်ပါလားလို့လက်နဲ့တီထွင်တဲ့ကောင်တွေသူတို့နဲ့ဒီတော့တီထွင်တာပဲလို့ဒါပေမဲ့သူတို့တီထွင်တာကလူသားအကျိုးပြုပစ္စည်းမှမဟုတ်ပဲနဲ့ဟုတ်တယ်မဟုတ်လား တော့လူသားအကျိုးပြု ပစ္စည်းကိုတီထွင်ပြီးတော့လူသားတွေအကျိုးကိုတည်ပိုးနိုင်တဲ့သူဆိုရင်ဒီလူဟာတန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့လူသားပေါ့နော်တန်ဖိုးရှိတာကိုကအဲ့ဒီဟာမျိုးမလုံးနိုင်ဘူးဆိုရင်လည်းငါတို့မလုံးနိုင်ဘူးဆိုပြီးတော့စိတ်ပျက်စရာတော့မလိုဘူးခန္ဓာကပြောတဲ့ဒုတိယအဆင့်ကိုကြောင့်လူတခြားလူသားတွေဒုက္ခမရောက်အောင်ငါနေသွားမယ်ထိုင်းသွားမယ်ဆိုလို့ရှိရင်ဒါလည်းတန်ဖိုးရှိတဲ့လူပဲ။ ဘသူမှဒုက္ခမပေးဘူးလေဒါတန်ဖိုးရှိတာပဲသူလည်းတန်ဖိုးရှိတာပဲเนาะဟောလူကိုတန်ဖိုးတွက်လို့ရှင်အဲ့ဒီလိုတွက်တာအဲ့ဒီလိုတွက်လိုက်တဲ့ခါကြတော့မှမြတ်စွာဘုရားရဲ့မဂ်ကင်၈ပါးထဲမှာပါတဲ့တမ္မာအာဇီဝဆိုတာအဲ့ဒီကြမှာအဓိပ္ပာယ်ပေါ်တာတမ္မာအာဇီဝမြတ်စွာဘုရားပြောတာကောင်းသောအတ္တမေဝဉ္ဇဉ်ဖြစ်ပါစေလို့ဘုရားအဲ့လောက်လေးတွေဟောလိုက်တာဘုရားဆိုတာကတော့ဟိုအရှိအဟိရှောက်ပြောလို့မရဘူးလေစကလုံးချင်းချင်းလေးသုံးလိုက်တာ ောင်းတဲ့အသက်မွေးဝမ်းကြောင်းဖြစ်ပါသေးဆိုတော့ခုနကနိုဘယ်ကိုကြည့်လိုက်လေနော်သူတည်ထွန်တာအကောင်းပဲလေနော်အကောင်းပဲသို့တော့သူတည်ထွန်တဲ့ပစ္စည်းကိုစစ်ပွဲတွေမှာယူသုံးရာကနေပြီးတော့မကောင်းဖြစ်သွားတာလေမကောင်းဖြစ်သွားတဲ့အခါကျတော့သူကနေပြီးတော့အဲ့ဒီစစ်ပွဲကြီးတွေမှာဖြစ်အောင်တားနိုင်တဲ့ပုဂ္ဂိုလ်ညဉ့်ညာကြီးဆောင်ရွက်တဲ့ပုဂ္ဂိုလ်ကိုဆူချပါဆိုပြီးတော့လုပလိုက်တာဆိုတော့တစ်ဖက်လာလေဟာဒါဖျားဟောတဲ့တမအာဇီဝဆိုတာဒါပြောတာဆို လူတိုင်းလူတိုင်းဟာလူဖြစ်လာရင်တော့ကိုယ်လူဘဝလေးအသက်ရှင်တော့တော့လောက်ကြရမှာပဲလေအဲ့ဒါအာဇီဝခေါ်တာပဲအသက်မွေးတယ်ခေါ်တာပေါ့နော်မွေးကြရတာပဲလေွာလူတိုင်းတကုတ်ကတဲ့ကိုတော့မင်းရှင်အောင်မွေးကြရတာပဲလေအဲ့ဒီကိုယ်အသက်ကိုရှင်အောင်မွေးတဲ့နေရာမှာသူတပတ်သားဆင်းရဲဒုက္ခရောက်အောင်လှုပ်ပြီးမှ ကိုယ်အသက်ရှင်တာဆိုရင်မကောင်းဘူးတဲ့ဘုရားအဲ့လိုပြောတာနော်သူများကိုမင်းညင်မနေဆက်ပြီးမှမဲအသက်ရှင်ရမှာဆိုဘယ်လိုလို့မင်းကကောင်းလို့မှာဟုတ်တယ်မလားမဲအသက်ရှင်ရတာကိုကမကောင်းတော့ဘူး အသက်ရှင်ရတာမကောင်းရင်မဲ့လူပါလဲလူကောင်းမဖြစ်တော့ဘူးလေအဲ့တော့သူနှပါကိုဒုက္ခမပေးတဲ့နီးနဲ့အသက်ရှင်ပါတဲ့ရှင်အောင်လုပ်ပါတဲ့အဲ့ဒါသာမအဇီဝပဲအမကင်ရှင်ပါနိဗ္ဗာန်ရောက်ကြောင်းလေဟောအဲ့ဒါလေးကိုငါတို့ကသိရမှာပေါ့အဲ့တော့လူပြည်မှာလူသားတော်ငါတော့လားလူလားဖြစ်ပြီပေါ့ငါဖြစ်တဲ့လူသားကို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 ပြန်ပြီးတော့စစ်လိုက်ပေါ့ ငါဟာလူသားတွေဘဝတလူသားတွေရဲ့အကျိုးဘာတွေဘာတွေငါသိဖို့နိုင်ခဲ့သလဲလို့ကြည့်လိုက်လို့ရှားတွေ့တယ်ဆိုရင်ဒါကိုကိုကိုဝမ်းမြောက်ဝမ်းသာဖြစ်ရမှာ။ဟောငါသက်ရှင်တာကောင်းတော့သက်ရှင်ခြင်းပဲပေါ့နော်။အဲ့ဒါရှားလို့မတွေ့ဘူးဆိုရင်လည်းစိတ်မပြေတဲ့ခုနကပြောတဲ့ဒုတိယအရှင်ငါရှားလူသားတွေဒုက္ခရောက်အောင်ငါဘာတွေလုပ်ခဲ့လဲကြည့်လိုက်။ကြည့်လိုက်လို့မတွေ့ဘူးဆိုရင်အဲ့ဒါလည်းဝမ်းမြောက်အောင်နော်။အာငါအတွက်တော့ဘာမှသင်ရဒုက္ခမရောက်ဘူးဆိုရင်လေ အဲဒါငါမင်းငါဘာဟောရမှန်းသိလားအဲ့ဒါသီလဆိုတာအဲ့ဒါပြောတာပါဏတိပါဒဟုတ်တယ်မဟုတ်လားအရိဏဒနာသူမဥဒ္ဒမခိုးတဲ့ဆိုတာပါဏတိပါဒခိုးဆိုတာသူတို့ကဆင်းရဲဒုက္ခရောက်အောင်လုပ်တာလေသူမျက်သိခိုးတာတယ်လားသူတို့ကဆင်းရဲဒုက္ခရောက်အောင်လုပ်တာလေလိန်နာလည်းသူတို့ကဆင်းရဲဒုက္ခရောက်အောင်လုပ်တာလေအဲ့ဒါတွေမလုံးနဲ့လို့ပြောတာရဲ့အဲမင်းတို့မင်းတို့သီလသီလထိန်သီလထိန်ဆိုတော့ဘုန်းကြီးတွေကဟောတဲ့အခါကျတော့ဘာမှမသိဖြစ်နေအဲ့ဒါပါပဲကွာနော်ဒီတော့တရားတွေကအဲ့ဒီလိုစဉ်းစားလိုက် ဟိုလိုကြီးလေပါဠိကြီးတွေနဲ့ဘုန်းကြီးကခေါ်တဲ့ခါကျတော့အသိပြီးတော့နည်းနည်းကြီးခက်ခဲပြီးတော့ငါတို့မကျင့်နိုင်ဘူးလို့ထင်ပါစို့လို့မကျင့်လို့ရတယ်လိုက်နာလို့ရတယ်အဲ့ဒါသီလပဲနော်မင်းသူတစ်ပါးသင်ရဒုက္ခရောက်အောင်မလို့ဖဲနဲ့ငါနေသွားမယ်ဆိုရင်မင်းကသီလရှိတဲ့လူတယောက်ဖြစ်သွားပြီနော်သီလရှိတဲ့သူဖြစ်သွားပြီလေအဲ့ဒါပဲအဲ့ဒါအဲ့ဒါဆိုလို့ချင်းဒါလူကောင်းတယောက်ဖြစ်သွားပြီလေအေးအဲ့ဒါလေးကိုမွေးနေ့ရောက်ရင်အဲ့ဒီလိုစဉ်းစားပြီးတော့ဘဝကိုရှင်သန်သွားမှာနော်ကဲလို့အဲ့ဒါလေးနဲ့ရည်သက်ချအောင်